င်္ဂလာပါရှင်။ Sami Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့မြမရှေးရိုးရလူပြိုလှဲ့တဲ့ဓလေ့အကြောင်းလေးကိုလေ့လာမိသလောက်လေးတင်ဆက်ပေးသွားခြင်းပါရှင်။ ကျေးလက်နေလူပြိုကာလာသားများဟာညနေခင်းအလောက်အကိုင်းဖြီးဆုံချိန်မှာရွာရင်းတို့လှဲ့လေကြနောက်ပိုးကြသည်ကိုရွာလေသည်တို့မဟုတ်လူပြိုလှဲ့သည်လို့ခေါ်ဆိုကြပါတယ်ညစာထမင်းစားပြတာနဲ့ရွာရင်းမှာရှိတဲ့လှပအမွေကြိုင်သောပန်းတို့ကိုခုဆော့ခါကပိုက်ထောင်တို့မဟုတ်ကပုံစအပြည့်အပြည့်ထည့်ပြီးတော့အပြိုရှိရာအိမ်တို့တွားရောက်ပြီးကညှို့လေတော့ပါတယ်ထိုစဉ်ကညှို့ဟူသောစကားမှာယခုခေတ်ကြိုသည်ဟူသောဗန်းစကားနဲ့အထိပ်ပယ်ခြင်းစင်တူဟန်ရှိပါတယ်ဆိုလိုတာကတော့မိန်းကလေးများကိုစကားဖြင့်ခရတတာပြောသည် ည်ချွဲ့နှွယ်သည်တယောညုသည်နှဲညုသည်စသည်ဖြင့်ချစ်သူဖြစ်စဉ်မချစ်သေးသူဖြစ်စဉ်စကားညုချွဲပြောတဲ့ခြင်းကိုဆိုလိုတာပဲဖြစ်ပါတယ်ရှေခေတ်ကလူပြိုကာလာသားတို့ရွာလေသည့်အချိန်ဟာကြက်ဦးတွန်ချိန်ည9နာရီခန့်အချိန်ဖြစ်ပါတယ်ကာလာသားတွေဟာရွာလေကြလျင်သူတို့လက်ထဲမှာခရင်ကွာပါတဲ့ဒုတ်တံများကိုကင်ဆောင်တတ်ကြပါတယ်ဤသို့ဒုတ်ကင်ဆောင်လာသည်မှာလဲလမ်းလျှောက်တောင်မွေးတဲ့ဖွဲဖြစ်ပုံရသဖြင့်ထိုခေတ်ကဖက်ရှင်တစ်ခုလိုပဲဖြစ်ပါတယ်ရံဖြစ်ရံရိုက်ရံအနည်းရပြီးရံရည်ရွယ်ချက်လုံးဝမ ပါပဲနဲ့ညအချိန်အမောင်းထဲ၌လမ်းပေါ်မှာခွေးစု၊မွေးစု၊ကင်းစသည့်အနေရည်တွေကိုကာကွယ်ရန်အတွက်ယူဆောင်လာခြင်းလည်းဖြစ်ပါတယ်။အိကလေးရဲ့အိမ်ရှိအရောက်မှာတော့ရင်းထုတ်တန်တွေကိုအိမ်ရှိမျက်နှာစာအမြင်ပြင်မှာစိုက်ထားခဲ့ပြီးမှသာအိမ်ထဲသို့ဝင်ကြပါတယ်။တခါတရံမှာအလွန်ချော့မော့တဲ့မိန်းကလေးအိမ်ရှိမှာလူပြိုလှဲ့လာသူပေါ်များသဖြင့်ရင်းတောင်မွေးတုံများဖြင့်ဝန်းထရံကာထားတဲ့ကဲ့သို့ခရင်ခွတုံများဖြင့်ထန်ခတ်ထားသလိုရှိပုံကိုတော့ရှေးစာဆိုတစ်ခုမှ ခရင်တန်ပင်ဝင်းထရံဖြစ်စေလိမ့်စင်းစနစ်အင်တော်သာဟုဖွဲ့ဆိုခဲ့ပါတယ်။ဝဲလင်းဆောင်ဆိုတာကတော့အိမ်ရှိခြေစင်းမှာအဖိထုတ်ထားသောသို့မဟုတ်အိမ်ရှိကပြင်းနှင့်တဆက်တည်းရှိသောတိကျအဆောင်ငယ်တစ်ခုဖြစ်ပါတယ်။တခြားသောအိမ်နောက်ရှင်အမျိုးသမီးများနဲ့အရွယ်မရောက်သေးသောမိန်းကလေးများဝဲလင်းဆောင်တဲ့သို့မလာရပါဘူး။ဆောင်စရာရှိသမျှအိမ်မကြီးပေါ်မှသာဆောင်ရွက်ကြရပါတယ်။ရင်းဝဲလင်းဆောင်မှာတော့ရေနံစင်မီကွက်သို့မဟုတ်ကညင်စီတိုင်းစင်မီကွက်ကိုထွန်းလျက်ရှိပါတယ်။မြေသူဤသမီးဝဲလင်းဆောင်သို့ ဆင်းပြီးဆင်းတော်မီစတဲ့တည်င်းစကားတွေကိုလည်းကာလာသားတွေကြာတိုးတိုးကျကျပြက်နက်ရောက်ရှိသွားပြီးဆိုလျင်ထိုမင်းကလေးကိုစိတ်ဝင်စားနေသောကာလာသားတို့ကစုံစမ်းသိရှိပြီးနောက်ရင်းအိမ်သို့အလဲသွားလေရှိပါတယ်။ဝဲလင်းဆောင်အတွင်မင်းမပြူများကတနခါကြောက်ပြင်းဆေးတောင်ရေအိုးတို့ကိုအစင်သက်ထားရှိပြီးဖြစ်သည့်အပြင်မပြောရွက်ဖြင့်ခွေဝန်းထားသောပန်းထည့်သည့်တောင်တထောင်ကိုလည်းအသင့်ထားရှိပါတယ်။ကာလာသားများကရွာလေသည့်အချိန်မှာရွာလေရှိမင်းမပြူတို့သည်လည်းမိမိတို့အိမ်ရှိဝဲလင်းဆောင်သို့ထွက်ခါပိုင်းငင်ခြင်း 七三。其 ်ချခြင်းရက်ဖောင်ရောက်ခြင်းတို့ကိုလည်းပြုလုပ်ကြပါတယ်ရှေးအခါကမြို့တိုင်းရွာတိုင်းမှာအမျိုးသမီးမှန်သမျှကရကန်းရတက်ကြပါတယ်သူတို့ပင်တိုင်းသားလုံးအဝိအထဲအသုံးအဆောင်မှန်သမျှကိုတာဝန်ယူရက်လုပ်ပေးကြရပါတယ်အပြင်ကဝယ်ယူပါကမိမပြင်းမိမပြင်းဟုကြေရကြပါတယ်အိမ်တွင်းမှုလုံးတိမ့်ထုတ်သေးကြဆိုတဲ့ကဲ့သို့မိန်းကလေးတို့ဤအိမ်တွင်းမှုလုပ်ငန်းတရက်အဖြစ်ရကန်းရက်တက်ကြရပါတယ်လူပြိုလှည့်လာသောကာလာသားများကဝဲလင်းဆောင်မိမပြိုဤအပားမှာဝင်ထိုင်ရှုပ်ထွေးသောချင်းငင်းများကို ရှင်ပေးခြင်းစ ီခန်းလူနှီးပါဖြစ်နေသောစင်မီခွက်ထဲသို့စီးပြေးခြင်းဆေးရွက်နှင့်ဆေးမုံများထဲသောဆေးတောင်းမှဖက်ဆေးလိပ်လိပ်ပေးခြင်းစသည်ဖြင့်လောက်ကင်ပေးရင်မိန်းကလေးနှင့်စကားလက်ဆောင်ပြောဆိုကြပါသည်။တို့ဖြစ်၍တက်ကြီးကောင်းချခြင်းညာ9နာရီ10နာရီခန့်ရောက်လျင်တော့အိမ်ထဲမှာရှိတဲ့မိဘများကဝဲလင်းဆောင်နဲ့ကက်လျံအိမ်ခန်းသူဝင်ကသမီးဤအတန်ကိုသမီးဖြစ်သူဤအတန်ကိုနားဆုံရင်အိပ်ပျော်သွားကြလိမ့်ရှိပါသည်။သူတို့ကရီမောဆရာတွေကိုပြောဆိုရင်ဝဲလင်းဆောင်အတွင်းလှုပ်ရှားဆောင်ရွက်သမျှကိုမိမပြိုကလူက ကဲခတ်သည့်ဤသူကာလာသားများကလည်းမိမပြိုဤဝဲလင်းဆောင်တွင်ထားသူပုံမျက်မြင်ပြောဆိုလှုပ်ရှားပုံတို့ကိုအကဲခတ်လေးရှိပါတယ်။တချို့ကာလာသားတွေကထိုအိမ်၌သာတလျှောက်လုံးမနေဘဲနဲ့တခြားခင်ယာမင်းယာအပြိုများအိမ်သို့ဦးကာရွာလဲကြပါတယ်။မိန်းကလေးဤဝဲလင်းဆောင်အတွင်လူနေပါချိန်စကားပြောဆိုရင်ညင်ငွေလာချိန်မှာတော့သူတို့ဟာမိမပြိုနဲ့အပြန်အလှန်စကားဖွက်ခြင်းညံဆန်းပု္ပ္ပာများမေးခြင်းစသည်ဖြင့်အသိပညာအခြေခံကိုပါလေ့လာစူးစမ်းခြင်းအဖြစ်တော်၎င်းအပြုံအဖြစ်တော်၎င်းမေ င်းမြန်းဖြစ်ဆိုကြပါတယ်။ထို့သောစကရာဟွက်ချင်းကိုတော့ပန်းဟွက်တီလို့သုံးနှုန်းကြပါတယ်။လူပြိုကလာသားတို့ကစကရာဟွက်တဲ့အခါမှာနားကြမှာပန်လာသောပန်းများကိုချ၍လောင်းချေထက်ရပါတယ်။အဝင်လူသူတိုင်းကပန်းထုတ်၍ပုံရပါတယ်။ထိုစဉ်ကအမျိုးသားတို့မှာနားကြနိုင်ပန်းထိုးပန်လေးရှိချောင်းကိုတော့ပြိုလေးတို့အိမ်ဦးဆက်သဖူးတဲ့တယုံနှယုံကျေးတွေကအောင်မအောင်မနဲ့ကိုရွှေကြည်ပြိုတို့ရှင်ပြိုတို့မောင် ရှင်လိန်ပြန်တော့နားပန်မိုးလေးဟုဖွဲ့ဆိုခဲ့ပါတယ်ပန်းဖွဲ့ရမှာအိမ်ရှင်မင်းမပြိုကိုဦးစား ပေးရပါတယ်။မေတော်မေကွန်စကရာအာမဖြေဆိုနိုင်ပါကပန်းပေးပြီလားဟုမေးလေရှိရာပန်းပေးပါပြီဟုဖြေဆိုလျင်အရှုံးပေးပြီဖြစ်ကြောင်းသိစေ၍ပုံထားသောပန်းများကိုလောင်းချိတ်အဖြစ်သိမ့်ယူကနှပြောပတ်ခံထားသော တောင်းတွင်းမှထည့်ရပါတယ်။ကာလာသားတို့နာမှာပန်းထားသောပန်းတွေကုံမကကပိုက်ထောင်မှပန်းတွေကို ထုတ်၍နားတွင်ပတ်စင်က စကရာဝတ်ကြပါတယ်။ရောက်ရှိလာသောလူပြိုကာလာသားတို့၏ဉာဏ်ရည်အတိတ်နဲ့ကိုသိရှိနိုင်ရန်ဉာဏ်ဆန်းသောစကရာများ၊တင်ချာဉာဏ်ဆန်းစကရာများ၊နဘေထက်စကရာများနှစ်ဆင့်ဖြေရ သောစကလိန်စကရာများဘယ်ရီစကရာတို့ကိုဝှက်ကြလေရှိပါတယ်။မိကလေးဟာဝဲလင်းဆောင်သို့ဆင်းရတော်မီဆိုကြတဲ့ကပင်မိမိတို့ရဲ့အမမိကြီးမိတွင်းနဲ့အဖွဲတော်သောအမျိုးသမီးအဖော်များထံမှချိကက်နီနာတင်ယူထားကြပါတယ်။ထို့အပြင်ပထမစကဝတ်ကိုဖော်ပြီးမှစကလိန်ဖြင့်အနက်ကောက်ယူသည့်စကရာများကိုလည်းဝှက်ကြပါတယ်။စိတ်တွင်တင်ချဘယ်ရီညံစမ်းမျိုးကိုလည်းမေးကြပါတယ်။ပန်းဝှက်စကရာကိုမဖြစ်ဆိုနိုင်ပါကပန်းပေးပြီဟုအရှုံးပေးကပန်းများကိုလည်းပေးကြရပါတယ်။ရှင်ပန်းတွေကိုတော့ဖျားတင်ရန်သို့မဟုတ်ပန်းစင် န်နိုင်ရန်အတွက်မမပြိုကတိမ်းယူပါတယ်လူလင်ပြောင်းချင်းဆိုတာကတော့အိမ်ခေါမိုးစွန်းကတပ်ဖာကြီးက၃ချိန်တွန်းတန်းပေးလေသောအခါလူလင်ပြောင်းချင်းည၁၇ရက်ခန့်တန်းလေပြီဖြစ်ပါတယ်လာရောက်လေပတ်ကြသည်ကာလာသားများအနံမမပြိုဤအရေးအကဲခက်ခါမြို့သူကိုအရေးပေးခံရကြောင်းကိုလည်းတချို့ရိပ်မိသိရှိနေလောက်ပြီဖြစ်ရာအလိုက်တသိဖြင့်နှုတ်ဆက်ခါထွက်ခွာချင်းကြပြီမို့မပြန်လို့တော့လဲပြန်ရပါတော့တယ်သူဖြစ်၍မမပြိုအားအသီးသီးနှုတ်ဆက်ခါပြန်သွားကြပါတယ်ကာလာသားများပြန်သွားကြသည့်တိုင်မမပြိုဤအရေးပေး းခံရသူကနောက်ဆန်တင်ကမပြန်ကျင်သေးပဲပေကက်နေတဲ့ဒီကိုတော့ဇွဲခတ်ခြင်းသို့မဟုတ်ဇွဲခတ်သည်ဟုခေါ်ဆိုကြပါတယ်။စစ်သူနှုတ်ဦးတဲ့ကြံနေသောအခါမှာပြောစရာရှိသမျှချက်ချောင်းကုံစင်ကိုပြောရင် မိမပြိုမှလည်းပန်းဝက်ရမှာပန်းပေးခြင်းခံရ၍ရလာတော့ပန်းများကိုမနှက်စစောဖျားပန်းတင်ရန်တီကုံးနေကြပါတယ်။မကြမီသကောင်ကျန်းည7နာရီခန့်တွန်တန်ကြရသဖြင့်မခွဲနိုင်မခွာရန်ချစ်သူနှုတ်လည်းတိစီစရာရှိသမျှကိုတိစီကလူလင်ပြိုလည်းနှုတ်ဆက်ခါပြန်ခဲ့ရသလိုမိမပြိုလည်းအိမ်ထဲသူဝင်ကအိတ်ဆက်နေပါတော့တယ်။ ဤသို့ကာလကြာရှည်သောအခါမှာမိန်းကလေးကချစ်သူကိုမိဘနားပေါက်အောင်မိဘကိုအတိပေးရန်ပြုစီပါတယ်။နားမဖောက်ခင်ချစ်သူကိုယောက်ျားပိသားကြောင့်ပြတ်သားစေနိုင်မှုအတွက်မှာဝင်ခြင်းစိတ်မင်ကြောင့်ထိုးခြင်းကိုပြုလုပ်စီပါတယ်။လူပြိုကာလာသားတို့အရွယ်ရောက်လာလျင်စိတ်မင်ကြောင့်ထိုးရပါတယ်။သို့မှသာအိမ်နောက်ပြုနိုင်ကြပါတယ်။လုံမပြိုကသူ၏ချစ်သူမှာဝင်လျင်ဝိစင်ဝိစင်ရန်အတွက်ပစိုးတစ်ထည်ရက်လုပ်ပေးရပါတယ်။မှောင်အပြံမှာရင်းပစိုးကိုဝင်ကြွားစွာဝိစင်လေးရှိရာမိမိချစ်သူကိုယ်တိုင်ရက်လုပ်ပေးသော ော့ပစိုးဖြစ်ကြောင်းကိုလည်းအများသိရှိစေလိုပါတယ်။ထို့ပစိုးကိုအဝင်ရမှအပြန်တွင်မိမပြိုဤမိဘများသိစေနိုင်ရန်အတွက်မိန်းကလေးဤဝဲလွင်းဆောင်ရှိကျိုးတန်းပေါ်သို့ပစိုးကိုလွှားတင်ထားလိုက်ပြီးမိမိဤအခြားပစိုးတစ်ထည်ကိုဝစ်စင်ကပြန်သွားလေတဲ့နက်နက်လေး၍မိဘများကတန်းပေါ်တင်ထားသောပစိုးသည်မိသူဤပစိုးဖြစ်ကြောင်းသမီးပြိုအားမေးမြန်းလေတော့တယ်။သမီးဖြစ်သူကမိမိချစ်သူမှမိသည့်ရွာမှမိသူဤသားဖြစ်ကြောင်းကိုပြောပြလျင်မိဘများကသဘောတူညီပါကပစိုးကိုဖွှတ်လျော်၍ခောက် သိမ်းထားပါတယ်ထို့နောက်မိမိချစ်သူအားပစိုးကိုလူကြီးမိဘစုံလင်စွာဖြင့်လာရွေးလှဲပါဟုအကြောင်းကြားလိုက်ပါတော့တယ်ထို့သောလူလင်ပြိုကမိဘများအားအတိပေးကနေကောင်းရက်သားရွှေပြီးတော့လူကြီးမိဘစုံလင်စွာဖြင့်သမီးရှင် မိဘများထံမှကြော်ပွဲအစုံအလင်ဖြင့်တွားရောက်တောင်းရန်လက်ထပ်ပေးရပါတယ်ဤသည်ကိုအစွဲပြုပြီးတော့ပစိုးတန်းတင်အကျဉ်လမယားဟုခေါ်ဝေါ်သုံးနှုန်းကြသလိုပစိုးတန်းတင်ပေးစားခြင်းဖြစ်ကြောင်းကိုလည်းဆိုရိုးစကားအရဖော်ပြထားပါတယ်မိဘသဘောမတူပါကထို့ပစိုးကိုနှုတ်နှုတ်ဆင်၍ရေတွင်ချသည် ည်ဆိုတဲ့အဆိုလည်းရှိပါတယ်။ဖြစ်ရှေခိမြမကျိလက်ရိုရလူပြိုအပြိုတို့ဟာအကျဉ်လမယာအဖြစ်သို့လက်ထပ်ပေါင်းသင်ခဲ့ကြပါတယ်။ရိုရှင်သောရှေးမြမထုံနှန်းစင်လာချစ်စရာလူနေမှုဒလီတရက်မှာပြက်ွယ်သွားပြီဖြစ်ရာအောက်မွေပွဲမှတ်တမ်းတစ်ခုအဖြစ်တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ပေါ်တဲ့တမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။